ဆင်းရဲပြီဘာမှစားစရာမရှိဘူးဆင်းရဲမွဲတေတဲ့လူတယောက်ကဥဆောင်မယ်ဆိုရင်ဘယ်သူမှနိုင်မှာမဟုတ်ဘူးအဲ့တော့ချမ်းသာဖို့ဆိုတာလည်းပဲလိုအပ်သေးတယ်တဲ့ဆိုလိုတာကဒနာဂုံလေးရလည်းရှိရအောင်ဒါကြောင့်လူလူတိုင်းလူတိုင်းဟာချမ်းသာအောင်တော့ကြိုးစားကြရအောင်ကြိုးစားကြပစ္စည်းဥစ္စာနဲ့ပြည့်စုံအောင်ကြိုးစားပစ္စည်းဥစ္စာနဲ့ပြည့်စုံပြီဆိုလို့ရှိရင်လူရဝင်းလား လူရဝဲနဲ့လူလောကကိုကရွှေရှိမှအမျိုးတော်တယ်ဘူဒီတိမှအမျိုးတော်တယ်ဆိုတာဒါတကယ်ပဲစားတရားမရှိဘူးဆိုရင်အမျိုးတော်မှပဲမတော်ပါဘူးလို့ချင်တယ်နော်အေးစားတရားရှိပြီသိပ်ပြီးတော့အောင်မြင်လာပြီကြီးပွားလာပြီရာထူးတွေကြီးလာပြီဆိုရင်ချမ်းဖန်ပြီးတော့အမျိုးဆက်တယ်ချမ်းဖန်ပြီးတော့အမျိုးဆက်တယ်အဲ့ဒီလိုຢာရုလည်းမရှိဘူးစီးစိမ်ဥစ္စာလည်းမရှိဘူးဆိုတဲ့ပုံကိုကြတော့ចမ်းဖန်ပြီးတော့အမျိုးတွေကနေပယ်ထုတ်တယ် ါလူတွေရဲ့သဘာဝကိုပြောပြတာ